အားလုံးပဲမင်္ဂလာပါဒီချေကတော့ grade 12 physics ကိုတင်ကြမယ်ဒီချေ warm up ဖြစ်ပါတယ်ယနေ့တင်ကြမှာကတော့ chapter 4 social or energy and environmental impact အကြောင်းလေးကိုနေလာတင်ကြမှာဖြစ်ပါတယ် social or energy ဆိုတာစွမ်းအင်ပင်ရင်းနေနဲ့ environmental impact ပဝင်းစင်ဆိုင်ရာအတူတရောက်မှုအကြောင်းလေးနဲ့ပတ်သက်ပြီးတော့လေလာတင်ကြမှာဖြစ်ပါတယ်ဒီတရက်မှာခေါင်းစဉ်ခွဲလေးတစ်ခုဖြစ်တဲ့4.1 energy demand and crisis အကြောင်းလေးကိုလေလာကြည့်ရှုကြရအောင် ကြီးဆွတ်ဆက်စွမ်းရင်ပင်ရင်းဆိုတာကတဲ့ are all found or pure you in the modern world ခင်မီတော့ကဘာဒီမှာအသုံးပြုနေတဲ့လောင်စာလေးသည်စွမ်းရင်အရင်းမြစ်တွေဖြစ်ပါတယ် either for heating အပူရင်း generation of electrical energy လျှက်စစ်ပစ္စည်းတွေ or ဒါမှမဟုတ် for other form of energy conversion process တခြား ြောင်းလဲလို့ရတယ်ဖြစ်စဉ်နေစွမ်းအင်ပြောင်းလဲလို့ရတော့အခြားသောပုံစံတွေတွေဒီလည်းပဲစွမ်းအင်အရေးမြစ်တယ်ဖြစ်ပါတယ် The different type of energy sources call more or less infer on the environment ပေါဝင်ခြင်းအတွက်အနေငယ်အကျိုးသက်ရောက်တယ် more အများကြီးလည်းအကျိုးသက်ရောက်နိုင်တာဖြစ်ပါတယ်ဒီလိုကွဲပြားတဲ့စွမ်းအင်အရေးမြစ်တီအခြေအနေကြောင့် renewable energy sources ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင် အခြေအနေဒီမှာတဲ့ non conventional energy source တမန်ရိုးကြမဟုတ်တော့ဆိုင်အရင်မြစ်တေလို့လဲခေါ်ဆိုနိုင်မှာဖြစ်ပါတယ် do not pollute the environment and natural storing and require land expenditure ဘလို့ဆိုလိုတာလဲဆိုရင် renewable energy အသစ်တပံပြန်လည်ဖွံ့ဖြိုးမြဲဆွဲအင်တွေကလေထုလေးလဲပအဝင်ခြင်းကိုမညဉ့်ဉန်းသလိုအတုံးစိတ်တွေလဲလျှော့ချနိုင်မှာဖြစ်ပါတယ် အင်းဒီချပရာဒီသင်ကန်းဆောင်မှာတော့ချပရာဖို့တခန်းလုံးမှာ we were learn လေ့လာနိုင်မယ် about different social or energy ဆိုင်အင်းရင်းမြစ်တရဲ့ကွဲပြားမှုပုံသဏ္ဍာန်တွေအန်ပြီးတော့ they are environmental impact ပေါ်ဝင်ခြင်းဆိုင်ရာအကျိုးသက်ရောက်မှုဘယ်လိုရှိလဲဆိုတာကိုဒီချပရာဖို့တခန်းလုံးမှာလေ့လာသိရှိရမှာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုက landing အောက်ခန်း landing အောက်ခန်းကချပရာဖို့တခန်းလုံးမှာတင် जा မယ်အချုပ်လေးတွေကိုတေချာကြည့်ကြရအောင် အဲ့ဒီ expert the student way တောင်းသားတွေကို မျှော်မှန်းပြီးပြောချင်တာက the you the knowledge or energy demand and character စွမ်းအင်လိုအပ်ချက်တွေနဲ့ character ဆိုရယ်စွမ်းအင်အကျက်တဲတွေရဲ့အသိပညာဘူဟာဘဟုတုတတွေကိုလည်းဒီခန်းမှာဆွေးနွေးနိုင်မယ် recognize the different type or energy ဆိုဆက်ဘလို့မျိုးစုံစွမ်းအင်ရင်းမြစ်တွေရှိတယ် they are fundamental characteristics အခြေခံကြသောဥတင်သားလက္ခဏာတွေကဘလို့ရှိတယ် and bureau ufo net ဘလို့အသုံးဝင်နေဆိုတဲ့အကြောင်းတွေကိုလည်းဒီမှာသိရှိရမှာဖြစ်ပါတယ် identify the challenge and problem associate with the your or various energy sources ကွဲပြားသောဆွဲအင်ပင်းမျိုးစားတွေကိုအသုံးပြုခြင်းအဖြစ် problem ပြဿနာတွေ challenge စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းသိရှိလာနိုင်မှာဖြစ်ပါတယ် understand the eastern or environmental impact of the non renewable and renewable sources or energy non renewable ကပြန်လဲမဖွံ့ဖြိုးမြဲစွမ်းအင်နဲ့ renewable sources ကပြန်လဲဖွံ့ဖြိုးမြဲစွမ်းအင်တွေရဲ့ပတ်ဝန်းကျင်အပေါ် environmental impact ပတ်ဝန်းကျင်အပေါ်ကိုဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကိုလည်း understand နားလည်သိရှိရမှာဖြစ်ပါတယ်အခုရှင်းနေခဲ့တာက chapter 4တစ်ခန်းလုံးမှာသင်ကြားရမယ်ခေါင်းစဉ်လေးတွေနေပတ်သက်ပြီးတော့ရှင်းလင်းခဲ့တာဖြစ်ပါတယ် နောက်တစ်ခုဆက်ကြည့်ကြရအောင် energy demand and crisis စွမ်းအင်လိုအပ်ချက်တွေနဲ့စွမ်းအင်အရေးမြစ်တွေကိုလေ့လာကြည့်ကြရအောင် energy is the basic necessity for life စွမ်းအင်တွေကဘဝအတွက်အခြေခံကြသောအရာဖြစ်ပါတယ် energy demand စွမ်းအင်လိုအပ်ချက်တွေကတဲ့ it the term you to describe the conceptual energy by human activity လူသားတွေရဲ့လုံဆောင်မှုတုံးဆွဲတဲ့အခြေအနေမှာ ဓာတ် energy လိုအပ်ချက်တွေကိုအသုံးပြုတာဖြစ်ပါတယ်။ဘလို့ချင်းနေလဲဆိုရင် iterate the whole energy system system တစ်ခုစွမ်းရင်တစ်ခုလုံးကိုအဖွဲ့အစည်းတစ်ခုလုံးကို မောင်းနေတဲ့အချိန် တော့အချိန်မှာ influencing the total amount or energy you စုစုပေါင်းစွမ်းအင်တွေကိုအသုံးပြုတယ်။ဘလို့နေရာလဲဆိုရင် delegation တနေရာတွေနဲ့ try all fuel use in the energy supply system စွမ်းအင်တွေကိုလောင်စာအဖြစ်အသုံးပြုတဲ့အချိန်တွေမှာလဲစွမ်းအင်လိုအပ်ချက်တွေကိုအသုံးပြုတာဖြစ်ပါတယ်။ The Chemistry or Technologies than Concern Energy သုံးဆက်လိုက်တဲ့စွမ်းအင်တွေဒီပညာအရာစွမ်းအင်လိုအပ်ချက်ဖြစ်ပါတယ် Energy demand တွေအားတဲ့ဒီဘန်မိခေါ်တဲ့ on different societal economic factor societal economic factor ဆိုတာကလူမှုအဲစီဝါရေးဆိုင်ရာလုပ်ငန်းတွေမှာလည်းအခြေခံကြတယ်ဘလို့ချင်းနေဆိုဆက်အပ် population လူရေတိုးတက်မှုတွေ urbanization မျိုးပြဖွံ့ဖြိုးမှုတွေနဲ့ industrialization စက်မှုထုံးကားတဲ့လုပ်ငန်းတွေ net capital income အသက်တင် ဝင်ငွေတွေတိုးတက်မှုတွေနဲ့အန်ပြီးတော့ development of technology etc နီးပညာဆိုင်ရာတိုးတက်မှုလုပ်ငန်းတွေဒီလိုတွေများပြလာပြီးဒီချင်းတွေဖြစ်ပေါ်လာပြီဆိုလို့ရှင်စွမ်းအင်လိုအပ်ချက်တွေရဒီလိုပုံသဏ္ဍာန်မှာမိခိုရဲဆိုတာကိုလေ့လာသိရှိရမှာဖြစ်ပါတယ်ဆက်ကြည့်မယ် energy demand တွေကတဲ့ forecasting ခံမှန်းနိုင်တယ် eight reserve for ensuring future economic growth and environmental security ဘလို့ချင်းတွေကိုကြိုတင်ခံမှန်းလို့ရလဲဆိုလို့ရှိရင်စီးပွားရေးဆိုင်ရာတိုးတက်မှုတွေနဲ့ပဝန်းကျင်ဆိုင်ရာလုံခြုံမှုတွေကဘလို့လိုအပ်တယ်ဆိုတော့ကိုလည်းကြိုတင်ခံမှန်းနိုင်မှာဖြစ်ပါတယ် they have been an enormous increase in their global demand for energy in recent year at a recent or industrial development and population growth ဒီစာကြောင်းကဘာကိုဆိုလိုတာလဲဆိုလို့ရှိရင် industrial development စက်ယုံတွေတိုးတက်လာမှုတွေ population growth လူဦးရေ တိုးတက်မှုတွေဒီ recent year မကြာသေးမီကဒီလိုလူဦးရေတိုးတက်လာမယ်စက်ယုံတွေတိုးတက်လာမယ်ဆိုလို့ရှိရင်စွမ်းအင်လိုအပ်ချက်တွေတိုးပွားလာမယ်ဆိုတာကိုသိရှိရမှာဖြစ်ပါတယ် supply of energy အစွမ်းအင်ထောက်ပံ့မှုတွေကတဲ့ therefore ဒါကြောင့် far less than the accrual demand လိုအပ်နေတာထက်ပိုပြီးတော့တောင်ထောက်ပံ့နေတာထက်ရရှိမှုအစွမ်းအားသည်နည်းနေတယ်ဆိုတော့ကိုဆိုလိုချင်တာဖြစ်ပါတယ်ဘလို့ချင်နေလဲဆိုရင် because the population and new technology are always expanding demand for energy a expect to increase year by year တနှစ်ပြီးတနှစ်လူဦးရေတွေလူဦးရေတွေ ਨੇ နည်းပညာဆိုင်ရာအသစ်တစ်တင်များများတဲ့များပြလာပြီဆိုလို့ရှင်တစ်နှစ်ပြီးတစ်နှစ်ပို့ပြီးတော့ energy demand တွေပို့ပြီးတော့များပြလာဖို့အတွက်မျှော်မှန်းရမှာဖြစ်ပါတယ်။အခုရှင်းလင်းခဲ့တဲ့ခေါင်းစဉ်လေးက energy demand စွမ်းအင်လိုအပ်ချက်အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းလင်းခဲ့တာဖြစ်ပါတယ်။နောက်တစ်ပိုင်း energy crisis အကြောင်းလေးကိုလေ့လာကြည့်ကြရအောင်။ energy crisis က then then energy crisis it they concern that the war demand on the limit natural resource တဘာဝကပြီးတဲ့အရာဝတ္ထုတွေဖြစ်တဲ့အတွက်သူတို့ကသတ်မှတ်တဲ့အခြေအနေပဲရှိတယ်။ That ဒီလိုအခြေအနေကြောင့် are you do power industry society are diminishing at the demand rise ။ဆိုရင်အကြက်တဲတွေဖြစ်ပေါ်လာတာကတဘာဝမှာပြီးထားတဲ့အရာဝတ္ထုတွေဒီသတ်မှတ်တဲ့အခြေအနေပဲရှိတဲ့အတွက် ဆိုင်းအင်လိုအပ်ချက်တွေများပြားမှုတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ It is a saturation in which a national suffer from a distortion or energy supply connected by increasing energy price that threaten economics and national security ဒီလိုအခြေအနေတွေဆိုင်းအကျဉ်းတွေဖြစ်ပေါ်လာမှုဒီ energy supply ပို့ပြီးတော့ရရှိမှ increasing energy price ဆိုင်းအင်တွေတန်မှုတွေလည်းပို့ပြီးတော့မြင့်တက်လာမြင့်တက်လာသည်နဲ့အမျှ Twitter, Economic, စီးပွားရေးဆိုင်ရာတွေနဲ့အမျိုးသားလုံခြုံရေးဆိုင်ရာတွေလည်းပို့ပြီးတော့တိုးတက်လာဖို့အတွက်လိုအပ်လာမှာဖြစ်ပါတယ်။190% of the war. When 90% of the war why server already discover. People need to find new way to make energy. ကဘာပေါ်မှာ90ရာခိုင်နှုန်းသောအစီတွေရေနံစီတွေတော့၎င်း or wine တွေတော့၎င်းဒီအရေကို လူသားတွေကတွေ့ရှိခဲ့ပြီးတော့ main energy စွိုင်းအဖြစ်ကိုအသုံးပြုလာတာဖြစ်ပါတယ်ဒီလိုအသုံးပြုလာမှုတွေကြောင့် since there no renewable sources or their energy were not less long and cannot be regained the world is going to feed their problem or their energy crisis in near future လူသားတွေဒီ60ရာခိုင်နှုန်းသောစွမ်းရည်အရင်းမြစ်တွေကိုရှာဖွေပြီးတော့ energy တွေကိုပြုလုပ်လာတယ်။ဒီလိုပြုလုပ်လာတဲ့အခြေအနေသည်တနည်းအားဖြင့် non renewable so အသစ်တဖန်ပြန်လဲဖွံ့ဖြိုးလို့မရတဲ့စွမ်းရည်တွေ။ဒီစွမ်းရည်တွေသည် when not less long အချိန်ကြာကြီးလည်းမရှိဘူး can not be regain ပြန်ပြီးတော့လဲပြန်လဲတိဆောက်လို့မရဘူး။ဒီလိုပြန်လဲတိဆောက်လို့မရရင်အနာဂတ်အတွက် near future အနာဂတ်မှာ energy crisis energy crisis စိုင်းအင်အကြက်တဲဆိုတဲ့ program ပြဿနာတွေကိုရင်ဆိုင်လာရမှာဖြစ်ပါတယ်။ဒါသည်အတိတ်တပံပြန်လည်ဖွံ့ဖြိုးမြင်းစိုင်းအင်တွေကိုအသုံးပြုခြင်းဖြင့်ဖြစ်ပေါ်လာမယ့်အကျိုးကျေးဇူးတွေကိုပြောတာဖြစ်ပါတယ်။နောက်တစ်ခု renewable energy harhu potential to provide solution to increase energy crisis and it is the key factor to the future of energy food and economic security နောက်တစ်ခုက renewable energy ြန်လဲဖွံ့ဖြိုးမြဲဆိုရင်အစ်စ်တပံပြန်လဲပြီးတော့တည်ဆောက်လို့ရတယ်ဆိုရင်နေရတဲ့ who potential to provide solution ဖြစ်ဆွမ်းနိုင်တဲ့အခြေအနေတွေရှိတယ်ပြန်လဲပြုတ်လုလို့ရတယ် increase energy crisis ဆိုင်အင်းတွေရဲ့အကြက်တဲတွေရဲ့တိုးပွားလောင်မှုတွေကိုသူကဖြည့်ရှင်းနိုင်မှာဖြစ်တယ်တဲ့ဘလို့အခြေအနေတွေဆိုလို့ရှင်သူတို့ရဲ့အခြေအနေက energy ဆိုင်အင်းတွေရဲ့ food အစားအသောက်တွေရဲ့စီးပွားရေးဆိုင်ရာလုံခြုံမှုတွေရဲ့ဒီအချက်လက်တွေကို ဖြစ်ပေါ်မှုကြောင့်အနာဂတ်မှာဖြစ်ပေါ်လာမယ့်ပြဿနာတွေကိုလည်းရင်ဆိုင်လာမှာဖြစ်ပါတယ်။ ASML 4.1နေကိုစက်ကြည့်ကြရအောင်။ ASML 4.1က The rate of formation of fossil fuel, coal, petroleum, natural gas is estimated to be about 4 billion kilowatt 4 into 10 power 9 kilowatt ။ယနေ့မှာတော့ လောင်စာလေးတွေနှုံးကိုပေးထားတယ်4 billion kilowatt ပေးထားတယ်4 into 10 power 9 kilowatt ဖြစ်တယ်တဲ့ and ပြီးတော့ the world consumption of energy is all the order of 10 power something btu bar here တနစ်မှာတစ်ကဘာလုံးမှာတုံးဆွဲလိုက်တဲ့ rate တွေ demo ကိုပေးထားတာဖြစ်ပါတယ် show that တက်တည်ပြပြပါ the rate of consumption of fossil fuel is all the same order of magnitude at the rate of their formation တုံးဆက်လိုက်တဲ့နောင်စာစီလေးတွေရဲ့ rate ပမာဏနဲ့မူမူရင်းမှာပြီးထားတဲ့ rate ပမာဏတွေရဲ့တူညီတဲ့ပုံသဏ္ဍာန်ကိုတက်သေးပြခိုင်းတာဖြစ်ပါတယ်။အန်ပြီးတော့ this energy sources are therefore non renewable အတိတ်တဖန်ပြန်လည်တုံးဆက်လို့မရတဲ့စွမ်းအင်ဖြစ်မှကြောင်းဖြစ်လားမဖြစ်လားဆိုတာကိုလည်းထပ်ပြီးတော့တက်သေးပြခိုင်းတာဖြစ်ပါတယ်။ပြည့်ချက်လေးတွေစက်ကြည့်ကြရအောင်။ ပြီးချက်က today war conventional energy is or the order or ten power something btu per year တစ်နှစ်မှာဆိုရင်တစ်ကဘာလုံးမှာတုံးလိုက်တဲ့စွမ်းအင်ကဒီလောက်ပမာဏရှိတယ်ရှိတဲ့အချိန်ဒီမှာ this number needs to be convert to kilowatt btu per year ကို kilowatt တန်ဖိုးလေးပြောင်းမှာဖြစ်ပါတယ် using 1 btu မှာဆိုရင်1055 joule ရှိပြီးတော့1 year တစ်နှစ်မှာဆိုရင်တော့ 3.15 into 10 power 7 secondly ရှိမှာဖြစ်ပါတယ်။ BTU ဘာရီယာလေးကိုပြောင်းကြရအောင်။10 power 17 BTU ဘာရီယာကို kilowatt ပြောင်းဖို့အတွက်10 power 17 into 1055ကို d 1 by 3.15 into 10 power 7နဲ့စားလိုက်တဲ့အဖြေက joule per second လေးရရှိလာ။ joule per second ကို watt ကိုပြောင်းခြင်းလူရရှိလာတဲ့နောက်ဆုံးရရှိလာတဲ့အဖြေက 3.35 into 10 power drain ဝတ်ဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ်။ kilowatt ပြောင်းချင်တဲ့အတွက်3.35 into 10 power 9 kW လို့ဒီလိုလေးပြန်ပြီးတော့ရေးသားလိုက်မှဖြစ်ပါတယ်။လို့ရေးသားတဲ့အခါမှာအောက်မှာ hence the rate or concession of fossil fuel is or the same or are or the magnitude at the rate or their formation သူပေးထားတဲ့ပမာဏတန်မိုးရေနဲ့ ုံးဆွဲလိုက်တဲ့ Radiant Mori သည်ထူညီတဲ့အခြေအနေကြောင့် anti energy social are therefore non renewable အတိတ်တဖန်ပြန်လဲဖွံ့ဖြိုးတဲ့စွမ်းအင်ဖြစ်တယ်။အတိတ်တဖန်ပြန်လဲဖွံ့ဖြိုးလို့ရတဲ့စွမ်းအင်ပမာဏဆိုတာကတုံးဆွဲတဲ့ပမာဏကပိုပြီးတော့များတယ်ထုတ်လိုက်တဲ့ပမာဏထက်ပိုပြီးများတဲ့အတွက်ကြောင့် non renewable energy လေးဖြစ်ပေါ်လာတာဖြစ်ပါတယ်။နောက်တစ်ပုဒ်ဆက်ကြည့်ကြရအောင်။နောက်တစ်ပုဒ်က review is a site wanted the energy demand increase by year by year တနှစ်ပြီးတနှစ်စိုင်းအင်လိုအပ်ချက်တွေကဘလို့ဖြစ်လာတာလဲဆိုတော့ကိုမေးထားတာဖြစ်ပါတယ်ဒီချိန်ကဒီလိုလေးဖြေလိုက်မယ် the energy demand စိုင်းအင်လိုအပ်ချက်တွေက increase တိုးလာမယ် year by year တနှစ်ပြီးတနှစ်တိုးလာမယ်ဆိုရင် because the population and new technology are already expanding လူရေတွေ ဒီပညာဆိုင်ရာတွေအများပြားဆိုတာတိုးတက်လာမယ်တိုးပွားလာမယ်ဆိုရင် demand for energy a expect to increase by increase year by year တနှစ်ပြီးတနှစ်စွမ်းအင်လိုအချက်တည်းရဲ့ကိုမျှော်မှန်းရမှာဖြစ်ပါတယ်လို့ဒီလိုလေးဖြေချလိုက်မှာဖြစ်ပါတယ်ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကောအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာ ဆက်လက်လေ့လာနိုင်ပါတယ်